တောင်ကြချောင်းရဲ့အကြောင်းမနစ်တုံးကလိုပဲပြည်သူတွေဒုက္ခရောက်ကြရပြန်ပါတော့မယ်ဗျာအခုပဲမိုးရောင်တလောက်ထိထိမကြီးသေးဘူးမြန်မာနဲ့ထိုင်းနယ်စပ်ဒေသသားချီလိမ့်နဲ့မဲဆိုင်အကြားမှာမိုးရွာသွန်းမှုနဲ့အတူတူတောင်ကြချောင်းရဲ့အကြောင်းမဲဆိုင်ချောင်းတွင်းရေများပြန်လည်ဝင်ရောက်လာခဲ့ပြီးတော့သမျိုးလုံးနှီးပါရေမြုပ်ကုန်ပါပြီပြည်သူတောင်ပေါင်းများစွာဒုက္ခရောက်ကြရပြန်ပါပြီ အခုလောက်ကခဲ့တဲ့ငလင်ကြီးကြောင့်အေယော်ဒီမြည်ဟာပြောင်းလဲသွားပြီးတော့ ဒါမဲ့မိုးရွာဒီမှာမန္တလေးတိုင်းဒေသကြီးဟာလေးရှိအောင်ရောက်သွားနိုင်တယ်ဆိုပြီးတော့ပညာရှင်ချိုးရဲကျိုးတင်ခံမှန်းချက်တွေလည်းရှိနေပြန်ပါလေ။ဒါကြောင့်မလို့ပြည်သူတွေကယူဆရပါမယ်။ဒီနေ့မိုးရွာဒီမှာလုံခဲ့တဲ့နေ့မိုးရွာဒီတုန်းကလိုပဲတောင်ချချောင်းရီတွေမိုးကြီးရေကြီးမှုတွေကြောင့်ပြည်သူပေါင်းသိမ့်ချီဒုက္ခရောက်ရမယ့်အဖြစ်နဲ့ရင်ဆိုင်ကြုံတွေ့ရဖို့ရှိနေတယ်ဆိုပြီးတော့ပြည်သူတွေကိုပညာရှင်တချို့ကကြိုတင်သတိပေးနေကြပါပြီ။အခုလေ တိုင်းဒေသကြီးအတိမာမိုးဆက်လက်ရွာသွန်းနေပြီးတော့မန္တလေးတိုင်းမှာဆိုရင်ဒီကနေ့မှာမိုးအရန်ကိုများမှဖြစ်တဲ့အတွက်ယာယီသည်နဲ့နေထိုင်နေကြတဲ့ပြည်သူပေါင်း၄000ကျော်ကဒုက္ခရောက်ခဲ့ကြရပြန်ပါပြီ။ဒါကြောင့်ပညာရှင်ဦးဝင်းနိုင်ရဲ့ဒီကနေ့မှာအစလေးနိုင်တွင်မိုးကြီးနိုင်မဲ့ဒေသတွေကိုပြည်သူတွေကိုအရေးပေါ်ပဲတင်ဆက်ပေးပါမယ်နော်။ဒီနေ့အီဘီလာ29ရင်းနေ့မနေ့7နာရီကနေစပြီး Sky Time Town Wide နဲ့မန္တလေးတိုင်းတစ်ခုလုံးမှာမိုးများနိုင်မယ်ဆိုပြီးတော့ဦးဝင်းနိုင်ကဆိုပါရီ။ဒီပြီးတော့မှမိုးအာရောပြီး ဘူတန်ရှိချမ်းမှာမိုးလုံများမှာဖြစ်ကြောင်းဦးဝင်းနိုင်ကဆိုပါရယ်ဒီလိုမိုးများနိုင်မဲ့အခြေအနေတွေကအေပီလာ30နှစ်အထိဆက်နိုင်မယ်နှစ်ရက်ဆက်ပြီးမိုးရွာနိုင်မယ်ဒီလိုမိုးများနိုင်မဲ့အခြေအနေကအေပီလာ30နှစ်အထိဆက်လက်ရှိမယ်လို့ဦးဝင်းနိုင်ကဆိုပါရယ်မန္တလေးမြို့တောင်ဘက်ကသရအူးမြင့်ငယ်မြတာကူမဲတဲသောဝန်တွင်ကျောက်ဆယ်မိထလာဒေတာတွေမှာနှစ်ရက်ဆက်မိုးများနိုင်မှာဖြစ်ကြောင်းဒါကြောင့်မလို့အဲ့ဒီတေသကလူတွေရေသူတွေရေပေါ်သတိထားကြဖို့ပြန်ရှင်ဦးဝင်းနိုင်ကသတိပေးထားတာကိုလည်းတွေ့ရပါရယ် ။ဒါမဲ့မေလာထဲမှာလေးမိုးရေဆက်လက်ရောက်တော့မှဖြစ်တဲ့အတွက်ပြည်သူတွေကယူဆိုင်ကြဖို့တော့အထူးသဖြင့်ဂလီနန်တဲ့ဒေသရိစီကပြည်သူတွေကယူဆိုင်ကြဖို့တော့ပညာရှင်ဝန်ထမ်းကတတိပေးထားတာပဲဖြစ်ပါရဲ့။ဒါကြောင့်မို့လို့ပြည်သူတွေအနေနဲ့အခုခရက်ကနေမိုးရသည့်အတွက်ကြိုတင်ပြင်ဆင်ရပါတော့မယ်အထူးသဖြင့်မန္တလေးနော် Sky တိုင်းတို့မှာပဲဖြစ်ပါရဲ့။အရင်နှစ်ကလို့မဖြစ်ဖို့ပြည်သူတွေအခုခရက်ကပြင်ဆင်ရပါမယ်။ရှမ်းပြည်နယ်မှာလေးအကြီးကျယ်မိုးကြီးပါမယ်။ပြည်သူတွေထူးခြားကြပါနော်။